ဟုတ်လားငါနဲ့တာကာလာမှာဟမ်ပုတ်တင်ညိုရေးအပြိုးလိုချင်းခေါင်းဆက်ဆိုရင်မဟုတ်လားခေါင်းချိန်မဲ့ဒုလောက်ကိုနေရာပေးခဲ့တော့ဖြစ်ပြီပေါ့ဖြစ်ပြီပေါ့နော်ဖြစ်ပြီပေါ့ဒါမျိုးတွေစူးစူးမှာအခုထိကြည့်လေဗျာကဲခုခါဒါဒီကြည့်လာတယ်မြတ်ပြတနာအထူးကတည်းကခံရတော့ဆက်စုကြည့်ပဲတော့ဆက်စုကြည့်ဟုတ်လားနာမည်နဲ့လှုပ်ရှားနေတဲ့ဟုတ် NGO တွေမြန်မာနိုင်ငံမှာအညာသူအညာသားတွေဟုတ်လားအညာကလေးတွေကိုအတုံးချပါလားလေတော့ဆက်စုနိုင်ငံရေးဆိုတာပြူလိုက်မယ်လားမတည်ဘူးနော်အညာသားတွေကနော်မတည်ဘူးနားမလဲဘူးဒါပေမဲ့ စကလုံးတွေထဲမှာမျောပြီးမှမျောလင်းချက်တွေထဲမှာမျောပြီးမှဆရာမတွေဘာတွေအကုန်လုံးဒုက္ခရောက်တာအများကြီးမျောများစွာညာမှာဟုတ်လားငုံဆုမတွေဖြစ်သွားတာအေးတကယ်တကယ်လုံနေတာခင်ဗျားတို့ပပတီနော်အဲ့တော့ခင်ဗျားတို့တကယ်တမ်းသူလှုပ်တဲ့ခါကျတော့ခင်ဗျားတို့ဘာပြောရဲလဲအဲ့တော့ခင်ဗျားတို့ကဘောမှလည်းမဟုတ်ဘူးခင်ဗျားတို့ကအမျိုးသားရေးသမားလည်းမဟုတ်ဘူးခင်ဗျားတို့ကမဘာသာလည်းမဟုတ်ဘူးနော်ခင်ဗျားတို့ဟာတတ်တတ်ထင်ပေါ်ခြင်းလို့နော်ဒီ live မှာ ပြဿနာရှာခြင်းနေနဲ့ပြဿနာအုပ်စုတွေလည်းပဲကျွန်တော်မြင်တယ်မာโอเคတယ်နော်မင်္ဂလာပါစူဇီညီညွတ်မှုအားနဲ့တော့မှတော်လန်ရေးကအောင်မြင်မယ်တို့ကျွန်တော်တို့ဓမ္မကိုနှစ်သက်တဲ့လူတွေကခံယူထားကြတယ်စူဇီညီညွတ်မှုမရှိဘဲ၅နှစ်အချိန်ထိ ထိရောက်တဲ့အရာတွေမရဘူးစူဇီညီညွတ်မှုရှိရှိနဲ့အတ္တမနှစ်သက်တဲ့လူတွေကတော့ဒီဇိုင်းမမှတ်နဲ့ ရှေ့ကိုရောက်အောင်သွားနေပြီမတိနားမလဲအတိညာကြွယ်ဝခြင်းမရှိကြောက်စိတ်တွေနဲ့ဖုံးလွှမ်းနေတဲ့ပြည်သူတွေကတော့ဒီလိုအတ္တမအကိုဆွဲကင်ထားတဲ့လူတွေကတော့ဤမျိုးစုံနဲ့ခေါင်းဆောင်မအားလာကအစအောက်ဆုံးပောက်ကူတော်အထိပောက်ကရ40နဲ့ပြည်သူကိုမှိုင်းတိုက်ပြီးတော့အကြောက်တရားတွေနဲ့စိုးမိုးအောင် လုပ်နေတယ်ဖေ OIC ကိုနဲ့ပတ်သက်ပြီးနိုင်ငံတကာမှာထင်သာမြင်သာအောင်လုပ်နေတဲ့အရာကို တတိမပါတဲ့တတိဆန်တကောင်လို့ပဲပြောရရင်ရိုင်းသွားအောင်မယ်မရိုင်းပါဘူးနိုင်ငံရေးတော်လှန်ရေးမှာလိုချင်တဲ့အရာရှိရင်ရဲရတယ်ငါတို့လိုချင်တဲ့အရာကအမှန်တရားနဲ့ဓမ္မအတွက်ဆိုရင်ဒီလိုလူတန်းစားတွေအတွက်ပြောတာမရိုင်းဘူးလို့ကျွန်တော်ထင်ပါတယ်အားလုံးကျွန်တော်ဗုဒ္ဓဘာသာခံယူတဲ့ဗုဒ္ဓဘာသာကောင်းအယောက်ဖြစ်ပါတယ်နားထောင်ကြည့်ဒီကောင်ဘာတွေပြောထားလဲဆိုတော့လူဘာဝါလဲဆို လက်ရှိခင်ဗျဦးစင်းတို့ဒါပုံမလင်းလင်းပြောလို့ရှိရင်ဟုတ်ပြီဘယ်လိုပဲပြောပြောဒါတက်ခိုင်ရငင်းကောင်းတယ်တက်ခိုင်တိုင်မို့ပါများတကောင်တည်းပဲပြပြဘယ်လိုပဲပြပြဟုတ်လားနိုင်ပါမင်းတို့ကစောက်ကြည့်မကောင်းလို့ပြောနိုင်ပါပေးတယ်အနိုင်ဟိုပေးတယ်မင်းတို့အနိုင်ပေးတယ်တက်ခိုင်နိုင်မို့ကဒါ90ရာခိုင်နှုန်းရှိရှိတဲ့အတွက်ကြောင့်အခိုင်ဆိုးရဖွင့်နိုင်မို့ကများပါတယ်အဲ့တော့တက်ခိုင်မှာဆိုးရဖွင့်မဲ့သူတွေကိုကြည့်လိုက်ရင်လောက်တဲ့ကလေးကချေသခိုးအုတ်ကြမြက်ပေါက်မသားကြီးဓမင်းသား ဘုံမာရင်တော့ပလဖောင်းခေါင်းအိတ်တဲ့ကောင်တခိုးတွေကြီးပဲ။တိုင်တိုင်းဒီဂလေးတစ်ချီထောင်ထွက်အချင်းမြင်မရှိတဲ့ရတမတယောက်မှစကားကိုဘယံပရာပြောတယ်သူတယောက်မှမပါခဲ့ဘူး။တခိုးကြီး။ဒီရင်ရှင်းရှိတဲ့သူတွေပဲလောက်တက်ကင်တက်တဲ့သူတွေတိုင်းပဲပါတယ်။ဒီမနိုင်ငံကိုပြုပြင်ပြောင်းလဲပေးနိုင်တဲ့သူတွေပဲပါတယ်။သူ့ဘာကိုယူနီဖောင်းဘလို့ပြောင်းလဲပေးမှာလဲ။တိုက်တပိုင်းရန်စွဲကိုကြောက်လို့ ကိုပြည်တွင်းမှာပဲအင်အားနဲ့ရှိရမယ်ဆိုပြီးဆိုင်းပုတ်ကိုတက်ထားပြီးတော့ပြည်သူကိုစနစ်တကျပြန်ချင်းထည့်ပြီးတော့အကြောက်တရားနဲ့အုပ်ချုပ်နေတဲ့တရောင်းသားတွေလုပ်နေတဲ့အရာကမှန်ကန်တဲ့အရာဖြစ်မှာအောင်ချွေပြီးမှာပဲလိုပဲဝွေဝွေယူနီဖောင်းချွေပြီးလာသူဒီတက်ခိုင်းရုပ်စုံဝင်လိုက်ပြီးဆိုကြရအဲ့ဦးပြီးမှာယူနီဖောင်းပဲကိုပြန်ဝင်လို့လူတွေမရဘူးဆိုတော့ခင်ဗျားတို့ဒါတော့တော့ပါဖို့လိုတယ်နော်ဘသူမှလည်းမင်းတို့ပေးမွေခိုင်းဒီလိုတုံးစားမရလို့ကိုမောင်မောင်ကိုတိုင်ပြော့ထားပြီးသွားကြီးကြန့်ခိုင်ရေးရစစ်တက်ကဲတင်းချိုင်း တကယ်အစ်စ်မှန်ဟုတ်လားမဟုတ်လားဆိုတာခင်ဗျားတို့ကြုတ်တုတ်ခေါင်းရှိတယ်စဉ်းစားတွေးခေါ်နိုင်သော်ရှိရင်တည်တည်ချာချာစဉ်းစားကြည့်စစ်တပ်ရဲ့တင်ကြိုင်းဟာကြန့်ခိုင်ရေးတုံးစားမရလို့ဘေးကနေကာပါအနေနဲ့ယူထားတဲ့အဖွဲ့အစည်းတရက်ကဥဆောင်တော်ကိုငါတို့ရောလက်ခံနေမှာထင်လို့လားမဟုတ်ပါဘူးလို့လေဒါလေးကိုနားလဲလို့လေဥစဉ်အာမခံရတာကတော့မြန်မာနိုင်ငံပြောင်းလဲမယ်နိုင်ငံတကာဆက်ဆံရေးပို့ပြီးမှအဆင်ပြေလာမယ်နိုင်ငံတကာ ဝင်လင်းပြင်လာမှုတွေရှိလာမယ်လမ်းလုံးကတော့ဥပမာလမ်းမဆက်တွေ့ရတဲ့အကုန်လုံးနေကုညီထောက်ပံ့မှုတွေတောင်းသားစွာရလာမယ်ဖုံးတလုံးကိုစောက်ခွက်ကိုကြည့်ပြီးတော့ဖုံးကိုမျက်နှာချင်းဆိုင်ပြီးတော့ပြောပြောရတဲ့တက်တွေသူ့မှာမရှိဘူးလိန်ညာပြီးပြောနေရတယ်ပောက်ကရ40တွေပြောနေရတဲ့အတွက်ကျုပ်တင်ငန်းကိုအားနာဦးစင်းတော့ဟုတ်ပြီကာကျုပ်ကိုပြောတယ်ဟာကာကျုပ်ကဘရူနက်တွေဓာတ်ပုံရိုက်တယ်ဒါကတော့ကျုပ်တို့လည်းဘရူနက်တွေနာမည်ကြီးတဲ့တွေဓာတ်ပုံရိုက်တာရိုက်တာပဲလေဗျကိုတခြားကြည့်ရမြတ်ဒီကောင်ပြောနေတဲ့ပုံစံအောင်စာတွေကိုအလွတ်ကျက်ပြီးတော့မှပြောနေတဲ့ပုံစံတိုင်းဖြစ်မလို့လား ကိုဒါတော့မီဒီယာဓမ္မအကုန်လုံးကိုမြန်မာရေးအားလုံးလည်းရှိကြတယ်ကိုနိုင်ငံကကာကျုပ်ကဟဲ့အောက်ထပ်ဖို့ရိုက်ပါရိုက်ပါလို့ပြောတာမဟုတ်ဘူးလေဗျာဟိုကလည်းရိုက်ပါရိုက်ပါပြောတာမဟုတ်လေတရင်းဓမ္မမီဒီယာမြန်မာနိုင်ငံပါပြီးသားလေဗျာဒါတော့နိုင်ငံတကာဆက်ဆံရေးရှိအောင်ဒီလိုဒီလိုနိုင်ငံတကာနဲ့ဆက်ဆံရေးရှိတယ်ပွင့်လင်းမြေတာမှုရှိတယ်ဆောင်းတော့ဦးစင်းတို့ကဒါချပြပါပဲလေချပြမှာပဲမီဒီယာတော်ကမီဒီယာဓမ္မတွေရဲ့အလုပ်ပဲချပြပါပဲချပြတဲ့ဟာတွေကကြည့်တယ်ငါတလောက်ပေါင်းကိုဗမာပြည်ကကျွေးတာတော့၄ဘွာ၄ဘွာပြစ်ပြစ်တော့တဖက်လူကပြောတဲ့စကားကို နားမလဲတဲ့အဆုံးလဲကြာကြောင်အတန်တိတ်တင်ပြီးဆက်ခင်းပြီးတော့အဲ့လိုလွတ်ပြတာတို့အဲ့ဒါလားနိုင်ငံတကာဆက်ဆံရေးပါနိုင်ငံတကာတို့ကတော့ပြီးတော့ဖင်ခံပေါင်းပြီးတော့ကျွန်တော်ကိုပြည်တွင်းမှာရှိတဲ့လူတွေကအာနာရှင်စနစ်ကိုကျွန်တော်တဆိုးရှိအောင်လုပ်နေလို့ကျွန်တော်ရှိရကြိုက်တာယူပါကျွန်တော်နိုင်ငံကိုကာကွယ်ပါဆိုတာကပြည်သူကိုကာကွယ်ဖို့မဟုတ်ဘူးသူကာကွယ်နေရသူ့နဲ့သူ့နဲ့ပတ်သက်သောလူတွေတက်ကာကွယ်တာအဲ့ဒီအရာကိုဒီပေါက်ကုံးတွေကထပ်ပြီးတော့လိုက်ကာကွယ်နေတာအန်အောဆိုမဆုံးဒါလားကဗုဒ္ဓဘာသာကိုခံယူကြပြီး မှန်တရားကိုမြန်လို့ရတယ်ဆိုတဲ့လူသန်းသားတွေဒါကြီးကိုဟုတ်လားတောင်ဆန်းစုကြည်လူတွေရောဘာလူတွေရောပေါ့ပေါ့ဟုတ်ကောဟုတ်လားအမေစုပါလာပြီတောင်နေစုကြောက်ယောဂပါလာပြီတောင်ဆန်းစုကြည်တို့ကဒါကမြန်မာနိုင်ငံနိုင်ငံကိုထွက်သွားတယ်နိုင်ငံနိုင်ငံကိုထွက်သွားပြီဆိုလို့ရှိရင်နိုင်ငံပြောင်းလဲဖို့ထွက်သွားတယ်ဆိုတာမရှိဘူးเนาะတောင်ဆန်းစုကြည်ထွက်သွားတာကတူတူမဟုတ်ဘူးနိုင်ငံမှာရှိတဲ့ပြည်သူပြည်သားတွေနဲ့နိုင်ငံကောင်းသွားဖို့ထွက်သွားတာဒီကောင်တိတိကြီးနဲ့ကိုစောက်ကျင့်ရုပ်နေတာ ဟိုဟာဗောအလမဲအလမဲသွားပြိုင်တယ်လို့ပဲဟိုဝက်ဆက်ကလေးဝယ်ပြီးကော့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 ပေါ်ဝါလေးဒီလိုကိုင်းတာဟိုမြင်းကမမြင်ဘူးလို့ဟုတ်လားထမပေါ်ဝါမနိုင်ထမိမနိုင်ပေါ်ဝါမနိုင်ဆိုတဲ့အနေထားကျွန်တော်မဆဲကျင်တခုနဲ့သွားလာအာဟိုဟာနဲ့နိုင်ငံတကာလက်မှတ်ထိုးဟုတ်လားမြတ်တော်ဆန်းစုကြည်ဗျာခင်ဗျာမြတ် OIC နေနိုင်ငံနေနဲ့တွေ့တယ်ဗျာအခင်ဗျားတို့အဲ့ဒါဟာလို့ဖေးဖေး OIC နဲ့ပတ်သက်ပြီးလုပ်နေတဲ့အရာကိုလိုက်ပြီးတော့နောက်ကနေထပ်ပြီးဖားပြန်ပြီဖားပြန်လာဘာကြောင့်တွေ့ရလဲဘာကြောင့်လောက်တာလဲဆိုတော့ဟုတ်လား တွေ့တယ်ဗျာရန်တဲ့ຢာရည်နဲ့တွေ့တယ်ပုံမှန်လေးလည်းပြည်သူချပြခဲ့တယ်ဆိုတာမရှိဘူးเนาะအာလာပြန်ပြီးတော့မြေခက်ကူစိုးရငါးနဲ့ကမြေဆုံစီမံကိန်းပြမလာစိုးရဖြစ်လို့ရှိရင်တဲ့ဘာဖြစ်ဩနောက်ကြတော့ခဏအတန်းတမျိုးပြောင်းလာတာပဲမေးအမေငါတို့အမေရက်ပြစ်တယ်လေเนาะနိုင်ငံရဲ့တယံဇာတာကိုလည်းပေးရမှာနဲ့ပြည်သူတွေရဲ့ကျမ်းမာရေးအရာထိခိုက်မဲ့အရာတွေဒါရိုးရှင်းပြောတာအသေးသေးမပြောသေးဘူးဟွန်းအဲတမျိုးပြောင်းလာတာမဟုတ်လား ။အဲကြောင့်မလုံတဲ့မကင်တက်ဖဲနဲ့ထောင်ထွက်အယတမများကိုနေရာပေးလိုက်တော့လုံတဲ့ကင်တက်တဲ့အရေးချင်းရှိရသူကြတော့ဂျောင်ထိုးထားကြတာ။ဒီကောင်ဒီကောင်ချုပ်ကိုဒီကောင်ရုံနဲ့မန္နာဆိုတဲ့ဟန်အမူရောင်ကျန်းအမားလုထားတဲ့ចောင်းသားတယောက်ကဆီယာမရှေ့မှာဖြစ်ပြက်နေတဲ့ပုံစံနဲ့မတူလားမြန်မာနိုင်ငံသူနိုင်ငံသားတို့နော်ဟုတ်လားငါနဲ့တာကားလာမှာဟမ်ဗုဒ္ဓညိုရဲ့အပြိုလိုချင်းခေါင်းဆက်ဆိုရင်မဟုတ်လားခေါင်းချိန်မဲ့သူတို့ကိုနေရာပေးကြတော့ဖြစ်ပြီပေါ့ဖြစ်ပြီပေါ့နော် ဖြစ်ပြီပေါ့ဒါမျိုးတွေစုစုမှာအခုထိကြည့်လေဗျာကန်ခုဒါဒီကြည့်လာတဲ့မြတ်ပြတ္တနာအထက်တည်းရခံရတော့ဆက်စုကြည့်ပဲတော့ဆက်စုကြည့်ဟုတ်လားနိုင်မနဲ့လှုပ်ရှားနေတဲ့ဟုတ် NGO တွေမြန်မာနိုင်ငံမှာအညာလူအညာသားတွေဟုတ်လားအညာကလေးတွေကိုအတုံးချပါလာလေတော့ဆက်စုနိုင်ငံရေးဆိုဖြူလိုက်မယ်လားမတည်ဘူးเนาะအညာသားတွေကเนาะမတည်ဘူးနားမလဲဘူးဒါပေမဲ့စကလုံးတွေထဲမှာမျောပြီးမှာနှုတ်လင်းချက်တွေထဲမှာမျောပြီးမှာဆရာမတွေဘာတွေအကုန်လုံးဒုက္ခရောက်တာလေအများကြီးမျောများစွာညာမှာဟုတ်လားဟုတ်ဆုံးမတွေသူဖြစ်သွားတာအဲ့ဒီလူတွေကနေ စနစ်တစ်ခုကိုပြောင်းလို့ပြောင်းဖို့အတွက်ဒီမိုကရေစီစနစ်ကိုပေါ်ဆောင်တဲ့ဒေါ်အောင်ဆန်းစုကြည်လုပ်ရက်ဟာမှားတယ်လို့ပြောတဲ့ပြည်သူရှိထွက်လာခဲ့မင်းတို့ဘက်ကအောက်တန်းသားတွေတော့မပါဘူးဘောမယုံနေမဟုတ်ဘူးဘောတော်ဗဇက်သေးရောက်နေတဲ့မင်းတို့လိုအောက်တန်းသားတွေမပါဘူးခေါ်လာခဲ့မနေ့ဖန်နောက်နေ့ကျရင်ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်လိုမျိုးလေးစားဂုဏ်ယူတာလဲဘာပဲဖြစ်ဖြစ် ကျမတို့အာနာရှင်စနစ်အောက်ကလွတ်မြောက်ရင်ပြီးရောဆိုတဲ့လူတွေပဲရှိတယ်ဆိုတော့မြို့ချပြမယ်အများကြီးပဲမြန်မာပြည်ပါနော်ဒီအညာဒေတာတွေပါအများကြီးပျက်စီးမှုတွေအများကြီးအဲ့ဒါအဓိကတည်းခံတက်မတော်မဟုတ်ဘူးအဓိကတည်းခံတက်မတော်မဟုတ်ဘူးတက်မတော်မဟုတ်ဘူးတက်မတော်ကိုကြိုးကန်ရင်ထားတဲ့အာနာရှင်လူစုကလုတာတည်သူနဲ့တက်မတော်ကိုသွေးခွဲတဲ့အရာကဒီအရာတွေပဲမင်းကြီးအောင်ထပ်ပြီးနားလေအောင်ရှင်းပြလိုက်အောင် အဓိကတရားခန်း NLD ပဲ NLD နဲ့ဒေါအောင်ဆန်းစုကြည်နဲ့ဒေါအောင်ဆန်းစုနောက်လိုက် IUG ဆိုတဲ့ဖွဲ့စည်းရတဲ့အကြမ်းဖက်ဖွဲ့စည်းပဲဆိုတာကိုပြည်သူများအလုံးသိစေခြင်းနဲ့အခုဦးစင်းပြောတဲ့စကားကိုပြည်ပကလူတွေနားထောင်ဖို့မဟုတ်ဘူးပြည်ပကလူတွေနိုင်တာပေါ့မြန်မာပြည်တွင်းမှာရှိတဲ့မြန်မာနိုင်ငံကြီးကိုချစ်မြတ်လို့တဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအလုံးသိဖို့အတွက်ကိုပောက်ကူတော်ကပြောနေခြင်းဖြစ်ပါဗျာအလုံးတာပါပဲဗျာဒီကောင်ပြောသွားတဲ့အောက်တန်းစားစကားတွေကိုအေးပောက်ကူတော်ဒီမှာ ဲ့ရွယ်လွတ်တော်ရှိမှထင်တယ်ကိုမောင်ကမင်းတို့မပါတာတို့အမျိုးဘာသာသာသနာကိုချစ်ပါတယ်ဆိုတဲ့ကောင်စားတွေကိုကိုမောင်ပြောထားတဲ့စကားလေးကိုနားထောင်ကြည့်လိုက်နော်မင်းတေချာနားထောင်ပါအနေပြီးတော့ဘောကတီကာကြီးကွင်းသားမှာပါတယ်နော်စစ်စိမ်ပေရွာထိတ်မှာပလီဆောင်မှာအဲ့ဒီပလီဆောင်မှာကဧကငါးဧကပေါ့အဲ့ဒီမြေကလည်းအဲ့ဒီရွာသားတွေရဲ့စိုက်ပျိုးမြေတွေဖြစ်တယ် အဲ့ဒီဗလီစောက်မဲ့နေရာကိုလည်းအခုဆိုရှင်လုံကြုံရေးတွေအထက်ထက်နဲ့တည်တည်ချက်ချာကာကွယ်ထားတယ်အဲ့တော့ခင်ဗျားတို့ကလုံကြုံရေးတွေအထက်ထက်နဲ့ကာကွယ်ထားတယ်မြန်မာနိုင်ငံအတွင်းမှာမွေးတဲ့အစ္စလမ်ဘာသာပဲဖြစ်နေပါစေဘာသာတရားရသူတို့အတွက်နေရာလူကျင်နေဆိုရင်သူတို့ဒုက္တာကရိုးရိုးရှင်းရှင်းပဲဘာကြောင့်လုံကြုံရေးတွေအထက်ထက်ထားတယ်မြန်မာနိုင်ငံသူနိုင်ငံသားတွေစဉ်းစားကြည့်မဟုတ်တာလို့ပို့အတွက်အဲ့ဒီအစ္စလမ်ဘာသာဝင်တွေပြောတာမဟုတ်ဘူးနော် အစ္စလာမ်ဘာသာဝင်တွေကိုပြောတာမဟုတ်ဘူးတကယ်အာနာရှင်နဲ့ပေါင်းရိုက်နေတဲ့လူတွေပါခြင်းလဲပါလိမ့်မယ်အလုံးကြွေးပေးနိုင်မှာပေးချင်ပေးနိုင်ချင်မှာပေးနိုင်လိမ့်မယ်ဒါပေမဲ့ခင်ဗျားတို့ရဲ့ဘဘကြီးပေါ့ကျွန်တော်တို့အားလုံးရဲ့ဘဘကြီးကတော့အလုံးကြွေးရေးကိုပလီဆောင်မဲ့နေရာမှာသွားပေးထားပါပြီဒါပေမဲ့တော့ဦးမင်းအောင်လိုင်းလုပ်ပုံတွေကလော့ကုတ်လေးများချော်နေသလားလို့ဘာကြောင့်လဲဆိုတော့ကျွန်တော်ပောက်ကူတော့နားထောင်စီရင်တယ်ဗျာခွေးဟုတ်ကအာကျွန်တော်ဒီကျွန်တော်ပြောတော့ပဲဗျာနော် အာကျွန်တော်ဒီဘာသာမခွဲခြားပါဘူးအစ္စလမ်ဘာသာဝင်လည်းကျွန်တော်မြန်မာပြည်သားတွေပါပဲဟာလာကျွန်တော်မြန်မာပြည်မှာပြည်သူတွေကိုးကွယ်တဲ့ဘာသာပါပဲခရစ်ယာန်ဗုဒ္ဓအကုန်လုံးပေါ့ဗျာနော်တခြားဘာသာရေးလုံးဝအယူမရှိဘူးပေါ့ဘာသာရေးလုံးဝဘာသာလုံးဝဘာသာမဲ့တွေကအစကျွန်တော်နေလေးစားသမှုရှိတယ်ဒါပေမဲ့အခုလက်ရှိခင်ဗျားတို့ဆွဆွဲတာကိုတကယ်တမ်းလုပ်နေတာကခင်ဗျားတို့ရဲ့ဘာဘာကြီးဦးမင်းအွန်လိုင်းကိုတိုင်ကိုကနော်နေပြီးတော့ပြင်မနာမှာကိုးကွယ်စရာပလီတွေရှိပါတယ်နော်ဒါပေမဲ့လောကွတ်ချော်ပြီးတော့နိုင်ငံတော်အစ်စ် ငါဧကပလီနှလုံးတော်ဆောက်ခွင့်ပေးမှာပလီတော်မှာယူတန်းပလီမဟုတ်ဘူးနော်ဆိုနီပလီနဲ့ရှီယာပလီပေါ့နော်ဒါပလီဆောက်တာမဆောက်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကမပြောချင်ပေမဲ့လက်ရှိအခြေအနေမှာလူလူဆန့်ကျင်မှုမြင့်တက်နေတယ်။နောက်ပြီးတော့တည်ရသူတည်ရမှာသူ့ကိုယ်သူတည်ရမှာသူဟာဘာလဲဆိုတော့တည်ရမယ်။သူဟာဥမေအောင်လိုင်းကရေရှည်သူအာနာယူဖို့ကြံစည်နေတာလားနော်။ဘာကြောင့်လဲဆိုတော့သူဟာအခုလက်ရှိအချိန်မှာသူ့ရဲ့ပထမအဦးဆုံးအလုပ်က priority ကကျတို့ အဲရွေးကောက်ပွဲကျင်းပပြီးတော့ပြည်သူလူထုလက်ထက်ကိုအာဏာပြန်အပ်ဖို့ပြောရလို့ရှိရင်လွတ်တော်တွေပေါ်လာမယ်လွတ်တော်တွေပေါ်လာပြီးညင်းခုန်ဆင်းနေကြပြီးတော့လူဖွဲ့စည်းတွေအချင်းချင်းကြားမှာယုံကြည်မှုတွေတိစောက်ကြမယ်လူဖွဲ့စည်းတွေကြားမှာအချင်းချင်းကြားမှာယုံကြည်မှုတွေတိစောက်ပြီးတော့လို့ရှိရင်ခင်ဗျားခင်ဗျားဗရီတလုံးမကောက်လို့ဆယ်လုံးမဲ့ဆောက်ဆောက်နော်အခုကပြည်သူလူထုဆန္ဒလည်းမပါဘူးနော်မြို့နယ်ကပြည်သူတွေရဲ့ဆန္ဒလည်းမပါဘူးမြန်မာနိုင်ငံမှာရှိနေသောအားလုံးရဲ့ဆန္ဒလည်းမပါဘူးကျွန်တော်စိုးရိမ်တာတစ်ခုရှိတယ်အဲဒီအစ္စလမ်ဘာသာဝင်တွေရဲ့ဆန္ဒတော်မှာပါရဲ့လားလို့ကျွန်တော် စဉ်းစားမိတယ်စဉ်းစားမိကြတာတွေးမိကြတာတကယ်ကိုအစ္စလမ်ဘာသာဝင်တွေစာနာတော်ဘာသာတော်မအားလာလုတ်တဲ့လုတ်ကွက်ကလူမျိုးရေးနဲ့မှိုင်းတိုက်လို့မရဘူးလက်နက်ကင်အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့လိုက်ပြီးစီယုံလို့မရတဲ့အခါကျတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့တူလူခေါင်းဆောင်တယောက်က စပြီးတော့မိုင်းတိုက်သွေးခွဲတဲ့နီးပညာတရက်ကိုအာနာရှင်62တဲကနေအာနာရှင်လူစုက စနစ်တကျပိုင်ဆိုင်ထားတယ်၊ကင်ထားတယ်အင်ဟိုးပေါ့အဲ့လိုကင်ထားတဲ့အရာကိုဒီလိုအချိန်ခါမျိုးမှာအဲ့ဒီအစ္စလမ်ဘာသာဝင်နေတော့မတိဘူးဆိုတဲ့အရာကို तू ကဘာလို့လုတ်ပြလဲဆိုတော့အမျိုးဘာသာသာသနာကိုစောက်ရှောက်ပါတယ်ဆိုတဲ့အဖွဲ့အစည်းနဲ့ဗမာလူမျိုးဗမာလူမျိုးဗမာမျိုးချစ်ဆိုတဲ့လူအဖွဲ့အစည်းတွေအားလုံးနဲ့တခြားသော လူပုဂ္ဂိုလ်တွေရဲ့ဂျာဘာသာတွေရဲ့ဂျာထဲမှာ မိုင်းတိုက်ဖို့အတွက်စနစ်တကျလှုပ်လာတာဒါကြောင့်မို့လို့လဲထိုင်းနိုင်ငံမှာမဟုတ်ဘူးကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတချို့တော်တော်များများကမျိုးချစ်မပါတာဆိုပြီးထအောင်နေကြတာမဆန်းဘူးအဖြေရတော့ရှင်းရှင်းလေးပဲဌာနထောက်ကြည့်အနှစ်တည်းလာလိမ့်မယ်ဘာလို့လဲအစ္စလာမ်ဘာသာဝင်တဲ့ဆန္ဒမပါမင်းတို့တပင်ငါပေးတာပါကွာနော်ယူဆမ်းပါယူဆမ်းပါဆိုတဲ့ပုံစံမျိုးမီးမွေးနေရလားဒါမှမဟုတ်လို့ရှိရင်ကြားတယ်နော်မီးမွေးနေတာလားလောကဒေတာအားချော်နေတာလား နော်ကျွန်တော်တို့မျိုးရိုးစင်ဆက်ကိုယ်ကြွယ်လာတို့အခုချိန်ကြီးတဲ့ဗုဒ္ဓဘာသာဆစ်ဆစ်ဖြစ်တဲ့ကျွန်တော်တို့ခင်ဗျားတို့မျိုးသားရေးတမားဒါမျိုးကြတဲ့ခင်ဗျားတို့ပါဇက်တွေပိတ်နေကြတယ်နော်အကျွန်တော်အမမွတ်စလင်ပါဆိုပြီးတော့ဆွဆွဲဆဲဆိုနေတဲ့သူတွေခင်ဗျားတို့ပါဇက်တွေအခုချိန်မှာပါလုံနေကြတယ်နော်အခင်ဗျားတို့ရဲ့ဘဘကြီးကိုယ်တိုင်ကဒါမျိုးပြောလို့ဆွဆွဲကြစီဆိုလို့ရှိရင်ခင်ဗျားတို့ဘဘကြီးကိုယ်တိုင်ကနော်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးပေါ့ဗျာနော်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုယ်တိုင်ကမွတ်စလင်ဖြစ်နေပြီโอเคเนาะအမျိုးဘာသာတာသနာကိုစောက်ရှောက်ပါတယ်ဆိုတော့ မျိုးချစ်ဘာလဲယဟန်ပြိုတမကတော့ဘာလို့ပောက်ကြရဒါမှမျိုးချစ်ယဟန်ပြိုတကတမကဆိုတာကတကယ်အမှန်တကယ်ဗုဒ္ဓဘာသာကိုတပ်ဝင်ယုံကြည်ပြီးကိုယ်နိုင်ငံမှာတကယ်အစွန်းရောက်နေတဲ့ဘာသာတွေဝင်မလာအောင် လုပ်တဲ့အဖွဲ့အစည်းအဲ့ဒါကရိုးရိုးရှင်းရှင်းလေးရိုးရိုးချင်းချင်းမရှိဘဲနဲ့မဘာသာဆိုတဲ့အဖွဲ့အစည်းကိုပြီးဘာသာရေးမိုင်းတိုက်လူမျိုးရေးတွေလိုက်ပြီးတွဲကွဲအောင်လုပ်ပလီဒီမီရှုပ်အမျိုးစုံလိုက်လုပ်ကိုယ့်ဘက်ကလူကိုယ့်ဘက်ကဗိုလ်ဘာသာခံယူတဲ့ဘုံကြီးတွေကိုထောင်ထဲရကောင်တွေအမှုရှိတဲ့ကောင်တွေကိုထောင်ထဲရနေအပြင်ထုတ်ကြုံရိုက် တင်ကန်းဝေခိုင်းပြီးတော့အစ္စရဲဘာသာဝင်နဲ့ရန်ဖြစ်ခိုင်းပြီးဘာသာရေးအထီးကယုံဖန်ပြီးအဲ့ဒီအရာတွေရဲ့အပေါ်ထိတ်ဆုံးကနေအာနာရှင်ကအပေါ်ကနေစောင့်ကြည့်ပြီးလဲပြီးရောမငြိမ်မသက်ဖြစ်လို့အေးယူပါတယ်အာနာသိမ့်ပါတယ်ဆိုပြီးဖာကြကြနဲ့ဖာဆန်ဆန်လုတ်တဲ့အာနာရှင်လူစုရဲ့လုတ်ရက်တွေကိုခမားတို့ကြုတ်တို့အားလုံးတိဖို့လိုတယ်။ဟောအခုချိန်မှာနိုင်ငံတော်ရဲ့မြေပြည်သူရဲ့မြေစိုက်ပျိုးမြေနော်လောကတွေတအားချော်ပြီးတော့လုံခြုံရေးတော်မှာထပ်ထပ်ပေးပြီးတော့ဗလီပေးဆောင်တာ အဲ့ဒါဒီကိစ္စကဒေါအောင်ဆန်းစုကြည်လှုပ်လေဒေါအောင်ဆန်းစုကြည်ကိုခင်ဗျားတို့ကကလမပြောမယ်အားသိတယ်မလားဒေါစုကြည်လှုပ်ရင်ခင်ဗျားတို့ဒေါစုကြည်က OIC ရဲ့ထောက်ခံစားတဲ့ပေးစာကန်းစာတွေယူထားတယ်ဒေါစုကြည်ကမျိုးပြအောင်လှုပ်နေတယ်ခင်ဗျားတို့ပြောမယ်ဟုတ်တယ်ဟုတ်အကိုမောင်ပြောတဲ့ဝန်ခံရဲကြလားဝန်ခံရဲကြလားတခါမှလည်းဟာကိုမောင် OIC ကဝယ်လိုက်ပြီလို့ကိုမောင် OIC ကပေးစာကန်းစာတွေစားထားတယ်လို့ခင်ဗျားလည်းပြောခံတယ်ကိုမောင်မောင်ကလှုပ်မယ်ဟဲ့ဆိုရင်မပေါ်ရနော်ကျွန်တော်ကအားပေးမိမယ်ဆိုလို့ရှိရင် အခုခမရတို့ရဲ့ဘဘကြီးကိုတိုင်ကခမရတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုတိုင်ကလှုပ်တဲ့အခါကျတော့ခမရတို့ဘာများပြောရဲလဲခမရတို့အဲ့ဒီမဘာသားတွေနော်အဲခမရတို့အမျိုးသားကြီးပါအော်နေပြီးတော့တခါတည်းဘာသားကိုချစ်ပါလေသာသနာကိုချစ်ပါလေကျွန်တော်တို့ကမှဟိုကလှုပ်ပြမဒီကလှုပ်ပြမဆိုတဲ့အဲ့ဒီအမျိုးသားကြီးနော်တကယ်မဘာသားစစ်စစ်တွေဘယ်ရောက်ကုန်လဲဘယ်ချောင်ကတ်နေကုန်လဲအာအော်ဖို့ကောင်းတယ်နော်ညီနေညာဆိုလှန်ဆိုင်ခြင်းနဲ့ ဲ့တော့ခင်ဗျားတို့ကိုခင်ဗျားတို့အမျိုးသားရေးလို့မဘာသာလို့မပေါ်နဲ့ဗျာမခေါ်နဲ့ဗျာနော်လောကတွေတအားချော်နေအဲ့အစ္စလာမ်တွေတောင်မှစောက်ချင်ရလားခင်ဗျားတို့သွားမေးကြည့်ရောတမင်တကာများမီးမွေးနေတယ်လို့ဖြစ်နေဒါကတမင်တကာမီးမွေးခြင်းဘက်ကကျွန်တော်ကြည့်တာဗျာနော်ခင်ဗျားတို့ကျွန်တော်ဆွဆွဲတယ်လို့ဒါကိုကျွန်တော်ဆွဆွဲမှုခြေပါတာနော်ကျွန်တော်ကိုခင်ဗျားတို့ဆွတ်ဆွဲနေ OIC ကပေးစာကန်းစာစားရတယ်ဆိုပြီးခင်ဗျားတို့ဆွတ်ဆွဲနေပြီမြဲအေးတကယ်တကယ်လုံနေတာခင်ဗျားတို့ရဲ့ပပကြီးเนาะအဲ့တော့ခင်ဗျားတို့ တကယ်တမ်းသူလှုပ်တဲ့ခါကျတော့ခင်ဗျားတို့ဘာပြောရဲလဲအဲ့တော့ခင်ဗျားတို့ကဘောမှလည်းမဟုတ်ဘူးခင်ဗျားတို့ကအမျိုးသားရေးသမားလည်းမဟုတ်ဘူးခင်ဗျားတို့ကမဘာသာလည်းမဟုတ်ဘူးเนาะခင်ဗျားတို့ဟာတတ်တတ်ထင်ပေါ်ခြင်းလို့เนาะဒီ line ပေါ်မှာပြဿနာရှာခြင်းနေတဲ့ပြဿနာအုပ်စုတွေလည်းပဲကျွန်တော်မြင်တယ်မဟုတ် Okay တယ်เนาะထင်ပေါ်ခြင်းလို့ကြောစောခြင်းလို့ line ပေါ်တက်ပြီးပြဿနာရှာခြင်းနေတဲ့အုပ်စုတွေပဲကိုမောင်မောင်မပြောခင်တည်းကကျုပ်ကိုယ်တိုင်ကလည်း ြောပြီးသွားပြီဒါပေမဲ့ဒီယာကိုနိုင်ငံရေးနဲ့ဘာဆိုင်လဲဆိုပြီးလာပြောလို့လူရှိတယ်နိုင်ငံရေးနဲ့မဆိုင်ပေမဲ့မမြင်နိုင်တဲ့နိုင်ငံရေး view ဟာရအကွက်ဆင်ထားတဲ့လမ်းကြောင်းတွေကိုငါတို့ကခေါင်းရှိတယ်အတွေးခေါ်ရှိတယ်စဉ်းစားဆန်ရှိတယ်စဉ်းစားတွေးခေါ်လိုက်တဲ့အရာတိုင်းဒီငါတို့အတွက်မဟုတ်ဘူးငါတို့နိုင်ငံနဲ့အတ္တမကိုနှစ်သက်နေတဲ့လူတွေမင်းတို့လိုလူတန်းစားတွေကြောင့်နိုင်ငံဟာပို့ပြီးတော့ဆုတ်ပြတ်နေတာ ဘာကြောင့်လဲဆိုရင်မရဏတရဖူခေါင်းကိုစောင်းထားတဲ့မအားလာကိုဝိုင်းပြီးထောက်ပံ့ပေးနေသလိုဖြစ်နေတယ်ဆိုတာမင်းတို့ကိုမင်းတို့ကိုယ်တိုင်သိဖို့လိုတယ်ဖာသာဆစ်ဆစ်ဆိုတာလဲကျွန်တော်နော်မဖာသာဆစ်ဆစ်လို့ခင်ဗျားတို့ကိုကျွန်တော်သိမှတ်ပြဖို့တော့တော်ခဲရင်သားပဲအဲ့တော့ဘာကြောင့်လဲဆိုတော့ဒေါအောင်ဆန်းစစ်စီလက်ထောက်မှာခင်ဗျားတို့ကျွန်တော်တို့ဒီမဖာသာတွေပြာနော်ကျွန်တော်တို့ဒီစန်းစန်းတမန်နဲ့ဒေါ်စုကြည်ကိုကန့်ကွက်တာဟာဒေါ်စုကြည်က အစ္စလာမ်ဘာသာနိုင်ငံဖြစ်အောင်လုပ်နေတာလူခွင့်ရရှည်တန်းတင်တာအဲ့ပါဇက်တွေဘယ်ရောက်ကုန်ပြီလဲကွာကျွန်တော်မေးချင်တယ်အဲ့ပါဇက်တွေတိတ်စိတ်နဲ့သူတို့ဘာဘာလုပ်တဲ့ခါကျတော့ချက်ချင်းနိုင်ငံသူတို့ဘာ OIC နိုင်ငံဖြစ်သွားတယ်နော်သူတို့ဘာ OIC အဖွဲ့ဝင်ဖြစ်သွားတယ်အဲ့သူတို့ဘာမွတ်စလင်တွေဖြစ်ကုန်လားမှတ်ကြရောအေးကောင်းရောကွာအဲ့တော့ခင်ဗျားတို့ကနိုင်ငံရေးကိုခင်ဗျားတို့ကမဘာသာကြီးလည်းမဟုတ်ဘူးခင်ဗျားတို့ကဘောမကြီးလည်းမဟုတ်ဘူးခင်ဗျားတို့ကစစ်တပ်ထောက်ခံနေရလည်းမဟုတ်ဘူးခင်ဗျားတို့ကကြောက်ကြောက်ကြီးနဲ့ ထင်ပေါ်ကျင်နေတဲ့သူတွေကြောက်ရွံ့ပြီးထင်ပေါ်ကျင်နေတဲ့သူတွေပါနော်ကိုကိုကိုမဘာတော့လည်းစစ်တပ်ထောက်ခံတယ်ပြောစစ်တပ်ထောက်ခံတဲ့သူဆိုရင်စစ်သားကောင်းချိုးကိုလောက်ရမယ်တက်မတော်ကောင်းချိုးကိုလောက်ရမယ်တက်မတော်ကောင်းချိုးအတွက်ပြောရရမယ်မဟုတ်ဘူးခင်ဗျားတို့ကစစ်တပ်ထောက်ခံသူလည်းမဟုတ်ဘူးခင်ဗျားတို့တွေဟာကြောက်ကြောက်ကြီးနဲ့ထင်ပေါ်ကျင်နေတဲ့သူတွေနေရာရဖို့အတွက် line ပေါ်မှာနော်ကြည့်ရတာကျွန်တော်လည်းတောင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 ်းမပြောချင်ပါဘူးအချင်းချင်းတာမျိုးတွေပေါ့နော်အဲ့တော့ စစ်တပ်ထောက်ခံသူတော့စစ်တပ်ထောက်ခံစစ်တပ်ထောက်ခံသူစစ်တပ်ကောင်းကျိုးတော့လောက်ရတယ်စစ်တပ်ကိုမတရားဖြစ်လို့ဖြစ်ရှင်မတရားတော့ပြောရရတယ်နော်အဲ့တော့အမစစ်တပ်ထောက်ခံသူလို့ခေါ်တယ်ခင်ဗျားတို့စစ်တပ်ထောက်ခံသူမဟုတ်ဘူးဟုတ်ပြီမဘာသာလားဆိုတော့မဘာသာဆိုထားပါတော့ဗျာနော်မျိုးဘာသာသာသနာကိုကာကွယ်ရမယ်ဟဲ့လားတစ်ဖက်ဘာသာရဲ့ဒါပြန်ပွားလာမှုတွေကိုထိန်းပြီးတော့ထိန်းချိန်ကြီးရမယ်မဘာသာလားဆိုတဲ့ခါကျတော့လေမဘာသာလည်းမဟုတ်ဗျာမဘာသာဆိုလို့ရှိရင်ဒီချိန်မှာထားကြွနေပြီနော်ထက်တက်ကြွနေပြီဒါပေမဲ့မဘာသာလားဆိုတော့မဟုတ်ဘူးကိုကိုကိုအမျိုးသားရေးအမြေခံပြီးတော့ အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင် line ပေါ်မှာ ထင်ပေါ်ခြင်းနဲ့အဘကိုကြောက်ရွံ့ပြီးတော့ထင်ပေါ်ခြင်းတွေရတယ်လေနော်မဘာသာလည်းမဟုတ်ဘူးစစ်တက်ထောက်ခံသူလည်းမဟုတ်ဘူးနော်ခင်ဗျားတို့ရအားလုံးကိုကိုကိုမှန်လဲကြည့်ပြီးတခြားပြောပါနော်မှန်လဲကြည့်ပြီးတေးသေးချာချာမင်းတို့တွေပြောရလားကြောက်ကြောက်ကြီးနဲ့ထင်ပေါ်ကြော်စောခြင်းလို့အမျိုးဘာသာတာသနာဆောက်ရှောက်ပါတယ်ဆိုတဲ့ခိုင်ချံမျိုးတွေနဲ့နိုင်ငံစုပ်ပြတ်တတ်အောင်ကူညီတဲ့လူတွေမဖြစ်ဖို့လိုတယ်လို့ကျွန်တော်ဒီကနေ3ပေးခြင်းတယ် one day almost time အငုံနဲ့ထွက်ပြီးအပြုံးနဲ့တေဖို့အတွက်တနေ့တေရမဲ့လူအချင်းချင်းမတရားသောနှီးကိုစုပ်ကင်ထားတဲ့လူစုကိုအားပေးနေတယ်ဆိုရင်ခမရတို့ကလည်းဘာဘာသားမှမခံယူနဲ့လူဖြစ်လာတာတောင်ကန်ကောင်းတယ်မှအဲ့လိုပဲပြောခြင်းတယ်โอเคကောင်းသောနေ့ပါဗျာ